ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ SKD Horror Myanmar Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ Science ဆရာမရေမင်းကတ်မလူရေးသားထားတယ်ကဝီမဲခန်းဆက်ဇလန်ရဲ့အပိုင်း၄နဲ့၅ကိုပေါင်းစည်းတင်ဆက်ပေးမှာဖြစ်လို့အားပေးနားဆင်ကြကြပါအောင်ခင်ဗျာအခုလေးဒါအရင်လောက်ကရောင်းရတဲ့ Science ရင်းတွေပါဘာကြီးစိုးပြီးတဲ့စရင်စာအုပ်ကိုယူပြီးစာအုပ်ရေတွက်နဲ့စုစုပေါင်းငွေပမာဏကိုစစ်လိုက်တယ်ဘိုင်းစိုး အယောင်းကဘယ်ဆိုးလဲဗျအရင်လက်ထက်ပိုထွက်သားပဲဟုတ်တယ်ကိုလေးဒါတော့မိုးရီဆိုလို့ဆုံးကျုံးတာတိတ်နေရှိသေးတယ်ဗျအင်းဘယ်တက်နိုင်မလဲဗျဒါကတော့ဖြစ်တတ်တာပဲလေထိုးစင်တိုးမောင်တယောက်သူတို့စီရောက်လာပြီ အကိုလေးသမင်းစားကြဆိုလေပြီးရင်ဘိုးညွန်မောင်တဲသွားကြမယ်ဟာတိုးမောင်ငါဘိုးညွန်မောင်တဲဘာသွားလို့ရမှာလဲကွာဘိုးညုံမောင်ကမနက်ကလာသွားတယ်လေ အဖိုလေးကိုခေါ်ခဲ့ပါအောင်တဲ့ပြုစုခြင်းလို့လို့ပြောတာပါပဲဗျာထိုးကနဘေးမှာပါရေးဆိုတာဟုတ်သားပဲအကိုလေးရဲ့သွားလိုက်ပါဘိုးညုံမော်ဆိုတာကလည်းဒီပွဲရုံမှာဖောက်တယ်ဗျာကဲပါရေးဆိုကပါထောက်ကန်နေတော့သွားလိုက်ပါမယ်ဗျာအခုတော့တမင်သွားစားကြမယ်လာပါရေးဆိုထပါရေးဆိုကိုခေါ်ကတိုးမောင်ပြင်လာတဲ့တမင်ဝိုင်းစီသွားကြတော့တယ်တမင်စားတော့ပြီးနောက်ပွဲရုံဘက်ပြန်လာခဲ့လေတယ် ပွဲရင်ဝင်နှံများတမင်းစားနေတဲ့အချိန်နဲ့ကြုံတော့အခုလေထိုင်ပါဦးတမင်းစားခဲ့ပြီလားဝင်စားပါဦးဗျညတယ်ကျွန်တော်စားခဲ့ပြီစားကြပါဗျာထိုမရတာနှုတ်ဆက်ပြီးသူ့ဇပွဲစီကိုသာလျှောက်လာခဲ့တော့တယ်ဇပွဲရောက်တော့ခုံမထိုင်လိုက်ကဇပွဲပေါ်ရှိစည်ရင်းများကိုပြန်စစ်နေရင်အေးငါတော့ညံ့ရောက်မှကိုကြောက်တယ်ကွာဟုတ်တယ်ဗျဟိုဘက်ရွာတွေမှာတော့တည်နေကြတာ ကျိုးတို့ရွာတော်မြကပိုင်းစုံမကြီးဝင်စားသွားတယ်လေဗျာစင်းဆောင်စီစိတ်မရောက်တော့ပဲနဗီမပြောနေတဲ့များကိုလင်းသက်နားဆွင့်နေမိတယ်အဲ့တော့သူမနေနိုင်တော့ပဲနေပါဦးဗျာခမရတို့ပြောနေတာပဲရွာလေလင်းနိုင်ရဲ့မိကိုအသက်ကြီးကြီးလူကရွာနာမည်ကခင်နှန်းရွာဗျာအကိုလေးရကဝီမကတကယ်ရှိလို့လားဗျာအဲ့ဒါတော့ပြောကြတာပဲတဝီမကအညိုးနေတယ်ဗျာ ရုံရတော့တာဘောကိုလေးရအခုဆိုတေးတာ၁၀ရောက်လောက်ရှိဗောနွားတွေကပါသေးတယ်ဗျာဟင်းစဉ်းစားစရာပဲဗျာအရှာကြားလို့ရှင်သေးလို့လက်ချက်ကောမဖြစ်နိုင်ဘူးလားမဖြစ်နိုင်ဘူးဗျာတို့တို့ဘိုးဘွားတွေလက်ထက်ကလေးဟာဘယ်ကြားဘယ်ရှင်သေးမှမရှိခဲ့ဘူးလေအခုကဝေမကရောရှိခဲ့လို့လားဗျာရှိခဲ့တယ်လို့ပြောကြတယ်ဗျာဟင်ဘသူပြောတာလဲဗျာ အဲ့ဒီခင်တိုင်းရွာကဒေါ်ပြော်ကြီးပြောတာဗျတူမိဘတွေလက်ထက်ကပြောခဲ့တာတဲ့ကိုလေးရတူမိဘတွေလက်ထက်ကပြောခဲ့တာတဲ့ကိုလေးရနောက်ကဘာရီပြောသေးလဲဗျကိုဝီမနဲ့ပတ်သက်လို့လေအဲ့ဖွားကြီးကဘာမှထပ်မပြောဘူးဗျ तू ကလည်းအသက်ကြီးတော့တငယ်ပြင်ကျင်နေပြီဩခတ်သားဗျကျွန်တော်ကတကယ်မှတ်နေရအခုကတငယ်ပြင်နေတဲ့သူပြောတာယုံနေကြရတယ်လို့ဗျဒင်းသာစိတ်ပြက်စွာပြောလိုက်တော့တယ် အခုလေသွားကြစို့လေဘုံညုံမောင်တို့တဲကိုတိုးမောင်ကလာခေါ်လေတော့အေးသွားကြတာပေါ့ကွာကဲနေခဲ့ကြအောင်သွားလိုက်အောင်မေဟုတ်ကဲ့ကိုလေတိုးမောင်နဲ့အတူဘုံညုံမောင်ရဲ့တဲစီကိုသွားဖို့ထွက်လာခဲ့တော့တယ်ရွာရန်လေးကိုဖိချောက်ပြီးနောက်ဘုံညုံမောင်တဲကိုရောက်လာကြတော့တယ်ဟာအကိုလေးတို့လာတယ်ဟေ့အကိုလေးလာဝင်ထိုင်ပြဘုံညုံမောင်ကသူတို့ကိုမြင်တော့ဝမ်းသာအားရကျူးစူးချတယ် အခုလေသမင်းစားမလားပြင်လိုက်မယ်အာစားခဲ့ပြီဗျမစားတော့ဘူးအဲ့ဒါဆိုခဏဆောင်ဗျတိုးမောင်ကြီးလာငါနဲ့လက်ခဲ့တိုးမောင်ကိုခေါ်သွားတော့ရိန်းသားတယောက်ထဲကြံနေခဲ့တယ်ဘေးဘီကိုကြည့်တော့လေခွေးမျိုးကိုမြင်နေရပြီလေခွေးနေစီကတိုက်ခတ်လာတဲ့လေပင်ကြီးအရသာကိုခံစားရသည်ကလည်းစိတ်အေးချမ်းမှုတစ်ခုပင်ဖြစ်ပါတယ်ခဏကြာတော့တိုးမောင်တို့ပြန်ရောက်လာကြပါတယ်လက်ထဲမှာလည်းမြူအိုးတွေနဲ့ ကျက်သားကျော်ပကံများပါလာလေတယ်။ကဲအကိုလေးအတွက်ကျုပ်ထမ်းမင်လာရတဲ့ပင်ကြရေးစစ်စစ်တောက်ဗျာ။ဟာဘုံညုံမော်ရဲ့အားနာစရာဗျာ။အားမနာရပါဘူးဗျာ။ဒို့မောင်အကိုလေးကိုထည့်ပေးလိုက်လေ။ဒို့မောင်ထည့်ပေးခဲ့ခွက်ထဲကတန်းရီကိုမောတော့လိုက်တော့ကောင်းလိုက်တာဘုံညုံမော်ရ။အကိုလေးကြရင်ကျင်နေပါတယ်ဗျာ။ကဲတောက်လေဒို့မောင်ဘိုးညုံမောင်နဲ့တိုးမောင်ကပါ ခွက်ကိုစီနဲ့မြို့ထဲမှာဓာတ်ရည်ကိုခတ်ကမောရှလိုက်ကြတယ်။စကားတပြောပြောနဲ့တောင်းကြစားကြရင်မိုးရှုပ်စပြုတ်လာတော့ကဲတို့မတို့တွေပြန်သိမ့်ပြီ။ပေါင်နေပြီကွာ။ဟုတ်ကိုလီပြန်ကြတာပေါ့ဗျာ။တို့လိုက်ဖို့မယ်လေကိုလီ။အာရတယ်ဘိုးညွန်မော။မလိုက်ခဲ့ပါနဲ့။ကျွန်တော်တို့ပြန်ရဲပါတယ်။ဟုတ်ပါပြီဗျာ။တို့မအကိုလေးကိုဘီယူဆိုင်ခေါ်သွားတော့အဲ့တော့ဘိုးညွန်မော်ကိုနှုတ်ဆက်တာ ဖွက်လာခဲ့ကြတယ်။ခေါင်းထဲမှာနင်းငယ်နောက်နေပေမဲ့လေလင်းနဲ့သိပ်မမူးသေးပါဘူး။ဘိုးညွန့်မော်တေကထွက်လာခဲ့ကြပြီးတနည်းအားရောက်မှာတော့အခုလေးခဏကျုပ်အပေါ်သွားခြင်းလို့ဟာတိုးမောင်ရပွဲရုံရောက်မှာသွားပါလားကွာမရတော့ဘူးဗျခဏဆောင်နော်တိုးမောင်ကပြောကသူနဲ့ခက်လန်းလန်းကရှုံမို့စီအပြေးထွက်သွားတော့တယ် လေးနံတယောက်တည်းမင်းဒီလမ်းကလေးမှာတိုးမောင်အလာကိုရက်ဆောင်နေရင်အမလီကဲကြပါအောင်ရှင်ကဲကြပါအောင်ဟင်ဘယ်ကတန်လဲဟာသူ့နားဆွဲလိုက်တော့အတန်ကပြီးပြီးပြင်ကြားနေရပါတယ်တိုးမောင်ကိုလှမ်းကြည့်တော့ဘာမှမကြားသလိုပါပဲလင်းနံတိုးမောင်ကိုမခေါ်တော့ပဲရှက်ရှင်းပဲအတန်ကြားရစီကို ထွက်လာခဲလိုက်တယ်မကြပါဘူးတမပင်တပင်အောက်မှာလဲကြနေတယ်မင်းမပြိုလေတယောက်ကိုတွေ့လိုက်တော့ဒီကညမဘာဖြစ်လို့လဲ အခုဘာကူညီရမလဲမင်းမပြိုလေးကကောင်းမွားလာကသူ့စီလမ်းကြည့်လိုက်တော့အလိုလေးချောလိုက်တာလေးနဲ့စိတ်ထဲမှာပြောလိုက်မိပါတယ်ညီမချတော့မွေပေါသားတို့ကိုကေပါဦးနော်ညီမကိုဟာကြွားစည်းကမ်းပို့မဖြစ်မှာဗောအခုထူပြီးစည်းကမ်းပို့ပေးမယ်နော်မင်းမပြိုလေးနာကိုတိုးကတ်သွားတော့လေးနဲ့နှလုံးခေါင်းဆံတွေကတိတ်တိတ်မြည်နေပါတယ်မင်းမပြိုလေးရဲ့အသားကိုပဲထိဖို့မရဲပါဘူး ထို့နောက်စိတ်ကိုဒုံဒုံရှာကပွေ့ရှိလိုက်တော့အာပူတယ်ပူတယ်အာဟာဘယ်ရောက်သွားတာလဲငါပဲမူးနေလို့လားလင်းတန်ပွေ့ရှိလိုက်တော့မင်းမပြိုလီကဝမ်းကောင်းတဲ့နေ့ကြီးနဲ့အော်ကသူ့မျက်စိရှေ့မှာပင်ပျောက်ကွယ်သွားလေတော့တယ်အကိုလေးဘာလုပ်နေတာလဲဗျကျုပ်ပြင်စိတ်ပူပြီးချလိုက်ရတာတွုံးမောင်ဒီမှာကောင်းမလေးတယောက်ဝေးပေါက်လို့ကွာဟင် ဘဲမလဲကောင်မလေးကအေးစောစောကတော့ရှိတယ်ကွာအခုဘယ်ပြောက်သွားလဲမသိဘူးတိုးမောင်ကသူ့ကိုနားမလဲဆိုတာနဲ့ကြည့်လိုက်ပြီအကူလေးမူးနေပြီထင်တယ်ပြောင်းချဆိုလေးမောင်းနေပြီဗျဟာငါမမူးပါဘူးတကယ်မြင်ရတာပါကွာအိမ်မအကူလေးဟာသူလည်းတက်တာသွားလို့ထင်ပါတယ်ဒါပါပြောင်းချဆိုတိုးမောင်ဆွဲခေါ်ရအောင်နားမလဲခြင်းများစွာနဲ့လိုက်ပါခဲတော်တယ်စိတ်ထဲမှာတော့ထိုမင်းကလေးမျက်နှာလေးကို မြင်အောင်နေမိလေတယ်။သူတို့ထွက်သွားချိန်နောက်ကျောကကြည့်နေတဲ့မျက်စိတစုံကိုတော့သူတို့မတိခဲ့ကြပါဘူး။ကင်းထဲပေါ်မှာလူတွေစုံနေကြပါတယ်။အင်းဒီနေ့တော့ဆရာတော်တွေပြည့်ရွတ်ပေးထားတော့ဘာအနေနဲ့မှထပ်ပေါ်မလာတော့ပါဘူးလေ။တကြီးကပြောတော့အဲ့လိုပဲတွေးရမယ်တကြီးရဲ့ဒါပေမဲ့အရန်မျောလင်းလို့လည်းမဖြစ်ဘူးဗျ။စောင့်ကြည့်ကြတာပေါ့။ညတကောင်ရင်အထိအရာရာတိတ်ဆိတ်နေတော့တယ်။တကြီးကတော့အိမ်ကိုပြန်သွားလိမ့်ပြီ ကြံရှိတဲ့ရွာကာလာသားများကတော့စကားတစ်ဖက်ဖက်နဲ့ပတ်ဝန်းကျင်ကိုစောင့်ကြည့်နေကြတော့တယ်။ဟာဟိုမှာဘာကြီးလဲ။ရွာပြင်ကိုလက်ညှိုးထိုးကတယောက်ကအော်ပြောတော့အားလုံးကြည့်လိုက်ကြရာဟာမျက်လုံးညကြီးပဲကဝေမကြီးထင်တယ်။ထိုးစဉ်ခွေးမြရဲ့တပြိုင်နက်ဥတန်တွေကလည်းစူညံစွာထွက်ပေါ်လာတော့တယ်။ဟာမျက်လုံးညကြီးကရွာထဲဝင်လာတော့မှထင်တယ်။မျက်လုံးညကြီးကတရွေ့ရွေ့နဲ့လှုပ်ရှားလာတော့အားလုံးကြောက်လန့်လာကြတယ် ကင်းနေစီမှာတန်ချောင်းခေါက်တန်တွေကြတော့ရွာထဲရှိလူများထွက်လာကြတယ်။တကြီးလေးပြန်ရောက်လာကဘာတွေ့တာလဲဟေးမျက်လုံးညကြီးပြတကြီးอ่ะဟုံးမလေးရွာထဲဝင်လာတော့မယ်။ခဏကြာမှာတော့ဟာဘာတွေလဲတဝီဝီနဲ့တကြီးပြားနေပြတုတ်တယ်ပြေးကြဟေးပြေးကြပြေးကြအာကြေကြပါဦးအမလေးတော့လူတွေအကုန်လုံးဝယုံသုံးငါဖြစ် ြေးမိပြီးရပြေးပုံကြတော့တယ်ထိုးစင်ရဲစမ်းကြံသွားကြဟာဟင်အလိုဒေါ်ပြောချင်းရဲ့အော်တန်ကြောင့်ပြားများဘဲစီကိုပျောက်သွားတယ်မသိပါဘူးဒေါ်ပြောခမည်းဘလို့လုံးလိုက်လို့ပြားပြီးပျောက်သွားတာလဲတကြီးကမေးလိုက်တော့ဟင်ဘယ်ကပြားတွေလဲရှင်တို့ပြေးတိုင်းလိုက်တယ်စော့နေရမလားဟီဟီကျုပ်လဲစော့မယ်လေဟိတ်စိန်လား ဟေးမောင်လားဝဟဟတော့ပြောကြည့်မပြောရင်နဲ့သူ့အိမ်ဘက်ကိုပြန်ပြီးသွားလိရောတယ်အင်းထူးတော့ထူးစမ်းနေတော့ပြောကြည့်ကတခုခုပဲသူ့အော်လိုက်တာမျက်လုံးနေကြီးကောပြားတွေကောပျောက်သွားတယ်အားလုံးစိတ်ထဲမှာအတွေးကိုစီနဲ့ကြံ့ရစ်ခဲ့လေပေါဝင်းရင်တခုလုံးတိတ်ဆိတ်နေပါပြီထိုတိတ်ဆိတ်မှုတဲ့အိမ်မပြောတာကလေးနဲ့တယောက်သာဖြစ်ပါတယ်သူ့စိတ်ထဲမှာဆွဲလန်းနေတယ် ထိုမျိုးသမီးငယ်ရဲ့ပုံတရံတွေကဖျောက်ဖျက်လို့မရပါဘူး။မင်းမဲ့သူလေ။ငါဘာလို့မင်းကိုတရိယာနေရလဲ။စိတ်ထဲမှာလင်းတဲ့ရေရွတ်လိုက်မိပါတယ်။တဖြည်းဖြည်းညာကလည်းနဲ့တဲ့နဲ့လာတော့တစ်ချက်တန်းဝင်လိုက်ရင်အိပ်ပြော်ရောအိပ်ဖို့တွေးလိုက်တော့တယ်။ခဏကြာတော့မျက်လုံးမျက်လေးလံလာကအိပ်ပြော်သွားလေတော့တယ်။ခြေတဲ့တချို့နဲ့တကားဖွင့်တဲ့ကိုအိပ်ပြော်နေရာမှာလင်းတဲ့ကြားလိုက်မိပါတယ်။ ဂရင်အောင်မှာအိတ်နေတဲ့တိုးမောင်အိမ်သာသွားတယ်လို့ပဲထင်လိုက်ပါတယ်။ခြေတံကသူ့ဂရင်ရှိရာကိုရှောက်လာနေပါတယ်။ဂရင်နိုင်ရတော့ခြေတံကရက်သွားခဲ့ပေမဲ့တိုးမောင်ထင်နေပဲလင်းတဲ့မျက်လုံးကိုဖွင့်မကြည့်မိပါဘူး။ထုံမနဲ့မပြီးသေးပဲသူ့အိယာထက်စီကိုတက်ကသူ့ရဲ့နဘေးကိုဝင်အိတ်လိုက်တော့တိုးမောင်မင်းနေရာမင်းအိတ်လေကွာ။လင်းတဲ့ပြောရင်းနဲ့မျက်လုံးကိုဖွင့်ကြည့်လိုက်တော့ဟင် ိုးမော်လည်းမဟုတ်ပါလားသူ့ကိုကြောပေးထားတဲ့သူကတိုးမော်မဟုတ်မှန်းသိသွားတော့တယ်အလိုဘသူပါလဲတိုးမော်တိုးမော်ဟဲ့ကောင်တိုးမော်သူ့ရဲ့ခေါ်တံကိုဂရင်အောင်မအိတ်နေတဲ့တိုးမော်မကြားပါဘူးထိုးစဉ်ကြောပေးအိတ်နေတဲ့သူကရုတ်တရက်သူ့ဘက်ကိုလှည့်လိုက်တော့ဟာမင်းမင်းကဘလို့သူတရေရနေတဲ့မင်းကလေးပင်ဖြစ်နေပါလေလင်းတဲ့တရေဟာကြည့်လိုက်တော့ ။သူ့မမျက်လုံးတွေကတောက်ပနေကနှကမ်းမှသူ့ဟာပြုံးမြနေပါတယ်။ဟာမလုံးနဲ့လေ။ရုတ်တရက်သူ့လှပင်ကိုအားကောင်းတဲ့လက်တစုံနဲ့ဖိထားတာကြောင့်တွန်းဖယ်တော့လည်းမရပါဘူး။ချစ်သည်မအားကုန်တုံးကဂရင်ကိုရှည်တော့ဖြင့်စောင့်ကန်ကယုံတော့လေအရာမထင်ခဲ့ပါဘူး။ထို့အပြင်မင်းကလေးကသူ့ဟာကြောက်မဖွယ်ပြုံးနေပြုံးမြနေတာကြောင့်သူစိတ်တဲ့အလွန်တုံလို့ချောက်ရားနေမိတယ်။အဲတော့စိတ်ကိုစူစီကအားရင်ရှိသမျှအော်ဟစ်လိုက်တဲ့အခါ တုံးမောရေတုံးမောတုံးမောဖျားဖျားကိုလေးဘာဖြစ်လို့လဲဟင်တုံးမောရဲ့ဒူးတံကိုနားမှကြားလိုက်ရတော့အိမ်မက်မတ်နေတာပါလားဟူးတော့ပါသေးရဲ့ဖျားဘယ်လိုကိုလေးတုံးမောကနားမလဲစွာမေးတော့သူတစ်ချက်ပြုံးလိုက်မိကဘာမှမဟုတ်ပါဘူးကွာတော်ထတော့ဘုံတော်လင်းနေပြီဟောကိုလေး တိုးမောင်ထွက်လာတော့သူအဲ့ရတဲ့ပြန်မင်းနေလိုက်ပါလေတတီတီနဲ့ဖုံးမိတဲ့ကြောင့်လင်းနဲ့အဲ့ရမှာထလိုက်တယ်အဲ့နောက်အဲ့ရနဘေးစပွဲပေါ်ကဖုံးကိုယူလိုက်တော့ဖုံးစကရင်ပေါ်မှာမိမိဆိုတဲ့စာတန်းလင်းကြောင့်ဟယ်လိုမေဟုတ်သားနိုးပါပြီအဆင်ပြေပါတယ်အမေဟုတ်အမေလည်းကျမ်းမိုက်ယူဆိုင်နော်ဟုတ်အမေဟုတ်မိခင်ဖြစ်သူနဲ့ဖုံးပြောပြီးရဲ့နောက်လင်းနဲ့ရေရှိုးကန်းနဲ့ဝင်ကရေရှိုးလိုက်တော့တယ် တကြီးပြို့တကြီးဟာဘာဖြစ်လာတာလဲအောင်မင်းဟာအမောတကောနဲ့ပြေးလာတဲ့အောင်မင်းကိုတကြီးကမေးလိုက်တော့ဒီလိုဗျကျုပ်မေမရှိတော့ဘူးဟာမေးမေးတော့ပြဘယ်သွားတာတုန်းကွာရွာထဲရှိမှာပါ အောင်မင်းကခေါင်းကိုခါလိုက်ပြီမရှိဘူးဗျကျုပ်လက်ရှာပြီးပြီကျုပ်မေကမနဲ့စိုးကြီးကလေးကပျောက်သွားတာဗျဟာအခုတော့ညနေစောင်းနေပြီပဲကဲကဲလာကွာ ရွာကာလာသားတွေခေါ်ပြီးခြားကြတာပေါ့တကြီးနဲ့အောင်မင်းရွာလယ်ပိုင်းကိုထွက်လာခဲ့ကြတော့တယ်ရွာလယ်ရှိကာလာသားများကိုဝင်ခေါ်ခဲ့ကြပြီးနောက်ရွာပြင်ကိုထွက်လာခဲ့ကြတယ်လက်ထဲမှာလည်းတုတ်သားများအသည့်ယူလာခဲ့ကြပါတယ်ဘယ်ကကြီးကန်းစုပ်လဲဟာအတကုံအော်နေတော့တာပဲကာလာသားတယောက်ကပြောလိုက်ခြင်းဖြစ်ပါတယ်တကြီးတို့ဖွဲ့ရွာပြင်မှာနေရစော်လိုက်ချတော့လေတော့ပြောကြည့်အရေးအယံကိုပင်မတွေ့ကြရပါဘူး ။တကြည်ဘယ်လိုလုပ်ရမလဲဗျ။မိုးတော်ချုပ်နေပြီ။အခုထိရှာမတွေ့ဘူး။ကဲပါလေ။သူလည်းအိမ်ပြန်ရောက်ရှင်ရောက်နေမှာ။တို့တွေပြန်ကြစို့ကွာ။တကြည်ကပြောတော့အားလုံးရွာပြင်ကနေပြန်လှည့်လာကြတော့တယ်။ထို့စဉ်ဟုံးငနဲ့တန်ကြီးနဲ့တူဟာတကြည်ဟိုမှာတောမီးတွေလောင်းနေပြီထင်တယ်။အားလုံးကြည့်လိုက်တော့တောတွင်းတနေရာမှာအတန်များအခုံးငွေများကို တွေ့လိုက်ကြတော့ဟာ ရန်တန်းသွားလို့မဖြစ်ဘူးကွာတောမာယာကလည်းရှိသေးတယ်တို့အမြင်တွေလှဲ့တာလည်းဖြစ်နိုင်တယ်ကွာကျို့တော့အဲ့ဒါကြီးနားမလည်ဘူးဗျာကျို့အမေရှိနိုင်တယ်အမကျို့ကွားမယ်ဗျာထို့တို့ပြောကတော့ပြောရဲ့သားကတော်တယ်ပြီးဝင်သွားတော့တယ်ကဲပြောမရမှာတော့သူ့နောက်လိုက်ကြဟင်းမိုးကချုပ်တော့ပဝင်းကျင်ကိုကောင်းကောင်းမမြင်ရဘူးသူတို့အားလုံးအမောင်းထဲမှာအတန်ကြားရစီကိုသာဦးတည်ပြီးကြရတော့တယ် ထိုတန်ကရွာပြင်ကနေနီးကပ်စွာကြားနေရတော့လေတကြီးတို့အုပ်စုတော်လည်းရောက်တဲ့အထိဘာကမှမတွေ့ရသေးပါဘူးကဲတတိထားကြဟေ့အောင်မေငါတို့နဲ့အတူရှာလူစုမကွဲစီနဲ့ဟုတ်ကဲ့တကြီးထိုစဉ်ဟုံးကနေတန်ကြီးနဲ့တူရေတန်တစ်ခုကထွက်ပေါ်လာပါတယ်ဟာရေတန်ကြီးပါလားတကြီးဘယ်လိုလုပ်ရမလဲတူတူလာကြအတန်ကဒီပင်ကြီးအခွေကပဲကွာ တော်တဲ့ကိုလာရောက်ကြတော့လေထိုးပင်ကြီးကိုဘယ်သူမှမမြင်ဘူးကြပါဘူးအပင်ကြီးမှာယောက်ျားကြီးဆယ်ဘက်စာများကြီးမားပါတယ်တစ်ပင်ကြီးစီကိုတိတ်တဆိတ်ရှင်းကကြပြီတစ်ပင်ကြီးအကွယ်ကနေအတန်ကြရစီလှမ်းကြည့်လိုက်ရဟာကောင်းမလေးတယောက်ပါလားဝစ်စုံရှိကြီးဝစ်စင်ထားပြီမျက်နှာအပေါ်ကစားဖြင့်ဖုံးကွယ်ထားတယ်မိမပြိုတူဦးကို တွေးလိုက်ရတယ်သူမရဲ့ထူးခြားချက်ကမျက်လုံးများဖြစ်ပါတယ်ဟင်အမေ အောင်မင်းကတူတူလေးရေရွတ်လိုက်တယ်။ဘဲမြို့နဲ့မျက်နှာချင်းဆိုင်မှာရက်နေတာကဒေါ်ပြောကြီးဖြစ်နေပါတယ်။သူတို့နှစ်ယောက်ကအကြည့်ရင်းစုံနေကြတယ်။သူတို့ကြည့်နေကြစဉ်ဒေါ်ပြောကြီးကအမုန်းတွေဒီလောက်နဲ့ပဲခြေနဲ့ပါတော့နှောင်းနေပြီ။မင်းတက်လို့တည်တဲ့သူတွေလည်းများလာပါပြီ။ဟာ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 ဒီလောက်နဲ့ခြေနဲ့ရမယ်။နေနိုးတွေလှဲ့ကြဒီလောက်နဲ့လား။မခြေနဲ့ဘူးဟေးမခြေနဲ့ဘူး။အေး င်းမကြည့်ရင်တော့ငါကလည်းတနာမှာမဟုတ်ဘူးခုဆိုနင်းအသက်ကကြာရှည်ခံတော့မှာမဟုတ်ဘူးနင်းပြန်တရတော့မယ်လောက်ကြည့်စမ်းနှောင်းဒီဝီတို့ရဲ့ဂေါ်ရမျိုးနွယ်ဝင်တွေကကဘာကြီးမှာဖြန့်ကျက်နေတာငါခန္ဓာကြီးတည်ဆုံးလဲငါဝိညာဉ်ကလက်စားရှိဖို့အသင့်ပဲဟာဟာဟာအခုလိုရန်ကြွေးတွေဘယ်တော့မှပြီးမှလဲဟမ်နင်းလည်းနောက်ဆုံးမျိုးဆက်ငါလည်းနောက်ဆုံးမျိုးဆက်ပဲဒီမှနေကြည်လိုက်ရပြီ။ တန်တရားမှာအေးချမ်းစွာနေကြရအောင်ဒီတော့ ਨੇ ဂေါရနေဝင်ကအကြည့်ဘူးဟေးမကြည့်ဘူးနှောင်းနေဝီကရုတ်တရက်သူ့မျက်လုံးများထဲမှာအယောင်များထွက်လာကဒေါ်ဖြော်ကြီးစီပြစ်လွတ်လိုက်တော့ဒေါ်ဖြော်ကြီးကလက်ဖြင့်ကားလိုက်ပြီးနဘေးကိုရမ်းလိုက်လေအမေဟာဟဲ့ကောင်မတော်နဲ့ထိန်းထားကြစမ်းဝိကင်ဖြစ်သူကိုစိုးရင်ကပြေးထွက်သွားဖို့ပြင်နေတဲ့အောင်မင်းကိုတကြီးတို့ဖွဲ့ဆွဲပန်းထားကြရတယ် နောင်နေဝီကသူ့ပြစ်ချက်များကိုထင်းရှုပ်ထားနိုင်တဲ့ဒေါ်ပြောကြီးကြောင့်မကြည်နဲ့ဆောင်တဲ့ဗဇက်မှာဂေါ်ရနွယ်ဝင်ရဲ့အမိတ်လာကြစမ်းလာကြစမ်းနောင်နေဝီစကားမဆုံးခင်မှာပဲမဲမဲကောင်များပြန်သွန်းလာကြတယ်ဟမ်ပြားရပါလားတကြီးတူတူပြောဟဲ့ကောင်တွားကြစမ်းအဲ့ရွာကလူတွေအကုန်ကိုက်တက်ခဲ့ကြငါတို့ဂေါ်ရတွေနေတဲ့မြေပေါ်မှာနေတယ်ငါတို့ကိုတတ်ခဲ့တဲ့ဟာတွေအကုန်တတ်ခဲ့ နောင်လေးဝေကအာနန္ဒန်နဲ့ပြောလိုက်တော့ရွာဘက်ကဦးတီပြန်တမ်းမှုပြေနေတဲ့ပြားဦးကြီးဟာတော့ပြောကြီးကတတော်ဝါဒီပါမနေရပါလားဟဲ့အုံးတော်ပြောကြီးကပြောရင်ကားရရုတ်ကပြားဦးကြီးကိုလက်ဝါးပြန်ဟန်တားရင်ပြင်လိုက်တော့အကင်းပါတဲ့နောင်လေးဝေကတော်ပြောကြီးစီကိုသူ့မျက်လုံးမှာဆက်များဖြင့်ပြင်လိုက်တော့တယ်အမေအမေဟာလိုက်ကြဟာတော်ပြောတရားအငိုက်မိသားကနောင်လေးဝေရဲ့လက်ချက်နဲ့ မိခင်ပေါ်လဲကျသွားတော့တယ်။အောင်မင်းကြီးကလည်းမိခင်ဖြစ်သူလဲကျသွားတာကိုမြင်လိုက်ရတော့အပြေးထွက်သွားတော့တယ်။အနာရောက်တော့လဲကျနေတဲ့မိခင်ဖြစ်သူကိုပွေ့လိုက်ရ။အဟုတ်အဟုတ်ဟုတ်တော့ပြောပစမသွေးများထွက်ကြလာကလွတ်ရကျွရသွားကြ။အဟုတ်အဟုတ်ပြောင်ကြီးကိုလက်ဖြင့်တတ်ချလိုက်ကပြောလိုက်ရင်ဖြစ်ပါတယ်။အမေတတိထားတာတာအမေကိုရွာစည်းကခေါ်သွားမယ်။အမေ အောင်မင်းမိခင်ဖြစ်သူကိုကြည်ကငိုလိုက်တော့တယ်အညိုးအညိုးတွေကြည်ကြည်အောင်လှုပ်သားတော်ပြောကြီးကပြောတော့သူကဘယ်သူလဲအမေတော်ပြောကြီးကအလွန်မောနေကသူကသူကဂောရနယ်ဝင်မင်းသမီးအမေတို့မမခဲ့ကြတယ်တော်ပြောပြောရင်မှခေါင်းငိုက်ဆိုင်ကြသွားတော့တယ်အမေအမေ အမေအမေအတမဲ့သွားတဲ့မိခင်ဖြစ်သူကိုပွေဖက်ကအောင်မင်းတယောက်ငိုကြွေးနေတော့တယ်ဘေးမှတကြီးတို့လည်းစိတ်မကောင်းစွာနဲ့ကြည်နေကြတယ်နှောင်းတေဝီကတော့စောပိုင်းကလေးကပျောက်ကွယ်သွားတာကိုဘသူမှသတိမထားမိလိုက်ကြပါဘူးဟုတ်ကဲ့ပါခင်ဗျာကဝီမေဇလန်းရဲ့အပိုင်း၄နဲ့၅ကိုတော့ဒီမှာပဲရန်နာခွင့်ပြုတ်ပါအောင်ခင်ဗျာနောက်နေ့ဒီမှာလည်းစိတ်ဝင်စားဖို့ရဇလန်းကောင်းများစွာတင်ဆက်ပေးသွားမှာဖြစ်လို့ ကျွန်တော်တို့ရဲ့ SKD Horror မြန်မာ Channel လေးကို Subscribe မလုပ်ရသေး Subscribe လုပ်သွားကြပါဦးလို့အားလုံးကိုတောင်းဆိုလိုက်ရပါတယ်ခင်ဗျာကျေးဇူးများကြီးတင်ပါတယ်